ပဋ္ဌာန်းကိုနေရရွေးပြီးရွတ်တဲ့နေနေရမရွေးရွတ်မိပါက အနှောင့်အယှက်ပေးခံရတယ်ဆိုတာဟုတ်ပါသလားတချို့ပြောကြဆိုကြတာတွေကိုဘုံဘုံနဲ့ကြားဘူးပါတယ်ကြားတယ်ပေါ့မှန်ပါဗျာဒါဖြစ်နိုင်တာတခုကတော့ဒီလိုပေါ့ပဋ္ဌာန်းတရားတော်တွေကိုစမ်းကျင်တဲ့ဖရာတရားကို မကြည်ညိုတဲ့ပုဂ္ဂိုလ်တွေနေရမှာရွတ်တယ်ဆိုပါစို့မှန်ပါဗျာဒီ ရှုံးမဲ့ဆိုရင်စမ်းကြည့်မဲ့တော့ဖြစ်နိုင်တယ်တွေးနိုင်တယ်ပေါ့နောက်ရှက်ပေးတယ်ဆိုတာအဲ့လိုမျိုးပေါ့မှန်ပါဗျာဥပမာပဋ္ဌာန်းနေရွနေတယ်ဒီအတန်ချဲဆက်ကြီးနဲ့ရွလို့နားမခံနိုင်လို့စမ်းကြည့်တဲ့လူရောရှိတာပဲလူတွေမှာမှန်ပါဗျာမှန်ပါဗျာဟုတ်တယ်ဟုတ်လားမှန်ပါဗျာအဲ့ဒါတော့အတန်ကျဲလို့ဟိုစမ်းကြည့်မဲ့ဖြစ်တယ်ဆိုတာအဓိပ္ပာယ်တစ်ခုပေါ့နော်မှန်ပါဗျာအဲ့လိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားကိုမကြည်ညိုလို့စမ်းကြည့်လို့ဘာသာချင်းမတူလို့ မုံတီးတဲ့ပုံကိုယ်တွေရတယ်ပဲလူသားကအနှောင့်ယှက်ပေးတာကတမျိုးမှန်ပါဗျာလူတွေမမြင်ရတဲ့သရဝတွေထဲမှာလည်းပဲဒီလိုမကြိုက်တဲ့သရဝတွေရှိနိုင်တယ်တတ်တယ်ပါလေမှန်ပါဗျာမကြိုက်တဲ့သရဝတွေကဒါရွရင်သူတို့အနေထိုင်ခက်တယ်မှန်ပါဗျာဆွေးဆင်းရတဲ့ဆိုရင်နှောင့်ယှက်ပေးနိုင်တယ်ပေါ့မှန်ပါဒါကတော့ပေးနိုင်တဲ့အနေထားရှိတယ်ပေါ့မှန်ပါဒါကြောင့်မို့လို့ပဋ္ဌာန်းရွတ်တော့မယ်ဆိုရင်မေတ္တာပို့ပြီးတော့ อารมณ์เละขัยเนาะไม่ได้ใส่ในยุ่ยในปูกาวนะพ่อเนาะมาเพีย